ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့မြန်မာနိုင်ငံဒါအားလုံးတိတိတိထိတ်တဲ့မြန်မာသမိုင်းနောက်ွယ်ကိုကျွန်တော်တို့နားထောင်တော့မှဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကပန်တော်ဒူမီချကန်ကောရမ်တွန်ပီယာအချေခတ်ဘန်ထိတ်အော်အထာမီကာခါဟန်ဗီဒီယိုကပန်တော်အိမ်မတ်ချအရှမတ်ထောက်ကနဒေါန့်တျံဘန်ငိုင်းဒီငန်ကန်ဘန်ဆုံနာဒီဗီဒီယိုမှာ JAP document ကပြောထားတဲ့မြန်မာသမိုင်းနောက်ွယ်သူပြောထားတဲ့ညာကိုကျွန်တော်တို့နားထောင်မှဖြစ်ပါတယ် ကြားမှာဆရာဦးကိုနေပြတော့ဘူချုပ်ထွင်မြင်လိုက်ပြောသွားတဲ့စကားတွေလည်းကျွန်တော်တို့နားထောင်တော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့နားထောင်ကြည့်အောင်အရင်တော့ဗျူရင်မွန်နေကြီးစိုးခဲ့တယ်ပေါ့နော်ဒါပေမဲ့ပကံခက်မှာဗမာလူမျိုးကအိမ်မှာမှပဲအားကောင်းလာတယ်ဗျူရီလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဒီပကံခက်ကနေစပြီးတော့အားကောင်းလာတဲ့မြန်မာမင်းတွေကဒီမြန်မာပြည်အလဲပိုင်းမှာပြန့်ကျဲနေထိုင်တဲ့လူမျိုးစုငယ်လေးတွေကိုအနာယူတိုက်ခိုက်လာနိုင်တဲ့ခါကျတော့လူမျိုးစုငယ်တွေကတဖြည်းဖြည်းနဲ့တခြားဒေသတွေကိုထွက်ပြေးသွားတယ် ဒီအချိန်ကလေးကလူမျိုးစုနှစ်ခုကြားမှာအနည်းအားဖြင့်ပြောရင်ရခိုင်နဲ့ဗမာမွန်နဲ့ဗမာဆိုပြီးတော့မကျေလဲစရာတမိုင်းထောက်ထားတဲ့ရှိနေခဲ့ပြီးပြီ။နောက်ပြီးတော့ကျွန်တော်တို့ခန့်မြန်မြန်ပဲပြောလိုက်ရင်အင်္ဂလိပ်ခေရောက်လာတယ်။မြန်မာတနိုင်ကလုံးအင်္ဂလိပ်လောက်ကိုကြားရောက်သွားပြီ။ခက်တာကကျွန်တော်တို့မှာတမိုင်းကိုအမှန်ကိုအမှန်တိုင်းအရှိကို အရှိတိုင်းခြားမပြခဲ့ဘူး။အင်္ဂလိပ်ခေရောက်တော့အင်္ဂလိပ်တွေမကောင်းတဲ့အကြောင်းဘလောက်ရက်ဆက်တဲ့အကြောင်းဒါပဲကျွန်တော်တို့သိရတယ်။ပြီးတော့ဘိုးချုပ်အောင်ဆက်လွတ်လည်ရအောင်ဘလောက်ထိကြိုးပမ်းအားထုတ်ပြီးတော့ဘလောက်ထိအနစ်နာခံတဲ့အကြောင်းဘိုးချုပ်ရဲ့ခံယူချက်တွေဘလောက်ထိကောင်းတဲ့အကြောင်းဒါတွေပဲကျွန်တော်တို့သိတယ် မကောင်းတဲ့အကြောင်းတစ်ခုမှမရှိတော့အင်္ဂလိပ်တွေဆိုလည်းကောင်းတဲ့အကြောင်းတစ်ခုမှမပါတော့ဘူးဒါကအင်္ဂလိပ်ကကနေစားတဲ့တမိုင်းတွေကိုပဲကျွန်တော်ပြောပြတာပါဟိုအရင်ဘရင်ခက်ကလေးကတမိုင်းအမှန်နဲ့ဖုံးကွယ်ထားခဲ့တာတွေအများကြီးနေဒါတွေကမတူကွဲပြားမှုဖြစ်နေတဲ့မြန်မာပြည်မှာလောက unity ဖြစ်ဖို့အားမပေးပါဘူးအားမပေးတဲ့ဖြစ်ဘိုးဆိုးတဲ့အခြေအနေတွေကိုတိဆောက်ပေးလိုက်တာပါတကယ်တော့ majority ကဗမာခက်ကဆက်ဆက်ဥဆောင်လာခဲ့တာလေဒီနေ့အချိန်ထိကဗမာပဲသူတို့သဘောထားမကြည့်တဲ့၍လူမျိုးစွဲဘာသာစွဲကြီးနေတဲ့၍မြန်မာပြည်ဘယ်တော့မှမငြိမ်းချမ်းဘူးနောက်ပြီးတော့ဘောကြောင်ဆိုင်ခက်ရောက်လာတယ်တို့ဗမာစီယုံဆိုတာပေါ်လာတယ် ပထမတစ်ခုဖြစ်တဲ့ YMBA ဒီဘာသာရေးကိုခြေခံတယ်ဒုတိယပေါ်လာတဲ့ဒုဗမာစီယုံဒီလူမျိုးပေါ်မှာခြေခံလာတယ်အဲ့လိုဆဆချင်းမှာဘာသာရေးဆွဲလူမျိုးရေးဆွဲနဲ့စတင်လာတဲ့ခါကျတော့ဒီခက်အခြေအနေတုန်းကအခြေအနေကိုကျွန်တော်တို့မှန်းကြည့်သူတို့အမားကြီးတော့မဟုတ်ပါဘူးဒါပေမဲ့လွတ်လပ်ပြီးခက်မှာဒါကိုပဲဆွဲလာတာဒါတွေကိုပြောင်းဖို့မစိုးစားဘဲနဲ့ဒီအပေါ်မှာပဲအခြေခံလာတဲ့ခါကျတော့လုံးဝကိုအစီမပြေတော့တာဖြစ်တယ်။ပြီးတော့တမန်ရဆက်ဆက်ငါတို့ပဲအုပ်ချုပ်လာတာ ငါတို့ဘာသာကပဲနိုင်ငံတော်ဘာသာဖြစ်ရမယ်ဒါတကယ်တမ်းပြောဖို့ကြောင့်သားလည်းလက်မခံခဲ့ဘူးပေါ့နော်ဒါပေမဲ့ဖြစ်သွားတာပါပဲဆိုတော့ဒီလိုအစွဲတွေကကြံနေခဲ့တဲ့ခါကျတော့ဘယ်ကောင်းဆောင်ဘယ်လူမျိုးကမှလည်းဒါကိုချိန်လို့ဖို့တူအားမပေးတဲ့ခါကျတော့ဒါကတော်တော်များများအခုထိစွဲကြံနေတဲ့အရာလည်းဖြစ်နေတယ်အဲကြောင့်မလို့ဒီတိုင်းဆက်သွားနေလို့ရှိရင်ဒီတော်လိုင်းရေးကြီးအောင်မြင်သွားတဲ့တနေ့မှလည်းကောင်းမွန်တဲ့နိုင်ငံဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီအချက်လေးတွေကိုကျွန်တော်ထောက်ပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့မှာတမန်ရလင်ညာတွေရမ်းများတယ်အင်္ဂလိပ်တွေဆိုတခုမှမကောင်းဘူး တို့မှာကောင်းတဲ့ချက်တွေလည်းအများကြီးရှိတာပဲပြီးတော့ဘောချောက်ဆန်းတိတ်ကောင်းတယ်တိတ်တော်တဲ့လူဟုတ်ပါတယ်ဒါပေမဲ့ဖြစ်တင်လာတဲ့သူ့ကိုအမြင့်ကြီးမှာဂုံတင်လိုက်တယ်နောက်ပြီးတော့လုံးဝအမားမလုပ်ခဲ့တဲ့ပုံကိုတယောက်လို့အမှတ်ခံထားရတယ်ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါနော်လူတယောက်အများအားဖြင့်ဘယ်တော့မှမကောင်းနိုင်ဘူးခင်ဗျားလည်းအများအားမကောင်းနိုင်ဘူးကျွန်တော်လည်းအများအားမကောင်းနိုင်ဘူးလူတိုင်းမှာကောင်းတဲ့ချက်ရှိတယ်မကောင်းတဲ့ချက်လည်းရှိတယ်ဒါကြောင့်ဒီသမိုင်းကိုရေးတဲ့အခါမှာကောင်းတာရောမကောင်းတာရောရေးတင်တာဆိုပေမဲ့ကျွန်တော်တို့သမိုင်းမှာဘာမှလူမျိုး မမာတွေရဲ့လှုပ်ဆောင်ချက်မကောင်းတာဘာမှမရှိဘူးကောင်းနေတာရဲ့အထက်တောင်မှကျော်လွန်ပြီးတော့မှတ်တမ်းတွေပဲရေးထားကြတယ်တစ်ချက်ပြောမယ်လွတ်လပ်ရေးမရခင်ကာလဒုဗမာစီယောကျွေးကြော်တာအင်မတမမှိုက်တယ်တခင်မျိုးဟိတ်ဒုဗမာ we are lords you are not အင်မတမအားရစရာကောင်းတယ်ဒါပေမဲ့ဂျန်တဲ့လူမျိုးတိုင်းရင်းသားတွေအမြင်မှာတွေးကြည့်လိုက်ဘာမှမဟုတ်တော့သူကြီးဒီလိုမျိုးလေးတွေကျွန်တော်တို့တိထားဖို့လိုတယ်ဒုဗမာစီယောဖြစ်လာပြီဘိုးကြောင့်သာဦးဆောင်ပြီးတော့အင်္ဂလိပ်ကိုတိုက်ထုတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရုတ်ကိုသွားတယ် ပထမဆုံးရည်ရွယ်ချက်ကတရုတ်ကွန်မြူနစ်နဲ့အဆက်အသွယ်လုပ်ဖို့သွားတာဒါပေမဲ့တရုတ်ကိုရောက်တော့တရုတ်ကဂျပန်တွေကတော်တော်ကြီးစိုးနေပြီးအချိန်မှာကွန်မြူနစ်တွေကလည်းဂျပန်ကိုကြောက်လို့ပုန်းရှောင်နေရတာအဲ့တော့ကွန်မြူနစ်နဲ့ဗိုလ်ချုပ်တွေကအဆက်အသွယ်မရတော့ဘူးအဲ့တော့ဂျပန်နဲ့အဆက်အသွယ်ရတယ်ဒီလိုနဲ့ဂျပန်နဲ့ညီနိုင်ပြီးတော့အချိုးချောင်းတွေတိုင်ပင်ချိတဲ့ခါမှာဂျပန်ကသဘောကျတယ်အဲ့တော့ဂျပန်ကိုပို့လိုက်တယ်ဘိုးမှတည်တည်ချာချာသူတို့အစီအစဉ်တွေဆွဲပြီးတော့လုပ်လာတယ်ပြီးတော့ဗိုလ်ချုပ်ပြန်လာတယ်ရဲဘော်၃ချိန်ဖွဲ့တယ်လူပေါင်း30တိတိကိုအတုတ်လိုက်အတုတ်လိုက်ဂျပန်ကိုပို့တယ်စစ်ပညာတွေတင်ကြတယ် ပြီးတော့အဲ့ချိန်တော့ကဂျပန်နဲ့တိမ့်ပိုက်ထားလိုက်ပြီဖြစ်တဲ့ထိုင်ဝမ်ကျွန်းမှာဆက်ပြီးတော့ပညာသင်တယ်နောက်ပြီးတော့ဒီထိုင်ဝမ်ကျွန်းကနေပြီးတော့ဟိုင်နန်ကျွန်းကိုတခါပြန်ပြောင်းတယ်စစ်ပညာတွေကောင်းကောင်းတင်ပြီးတဲ့ခါကျတော့ထိုင်းနိုင်ငံကိုဝင်တယ်ထိုင်းကနေပြီးတော့တစ်ဆင့်ဂျပန်တပ်နဲ့မြန်မာနိုင်ငံတဲကိုဝင်လာတယ်ဒီလိုပေါ်ကြောင့်ဇန်ဟူဆောင်နဲ့ရဲဘော်တုံးချင်းနဲ့ဂျပန်တပ်တွေကထိုင်းကနေတစ်ဆင့်မြန်မာပြည်ကိုဝင်လာတာက1940နဲ့တိနစ်ကုန်ပိုင်းမှာဝင်လာတာပါဒီနေရာမှာကျွန်တော်တို့တည်ထားဖို့တခုကအင်္ဂလိပ်တွေအုပ်ဆိုးနေတဲ့ချိန်ကာလမှာအင်္ဂလိပ်နဲ့ဆက်ဆံရေးမှာမကောင်းတဲ့ဗမာလူမျိုးစုတွေလည်းရှိတယ်ဥပမာပြောရင်ဥဆောလို့ပုံကုတ်မျိုးတွေ ဦးစောဆိုဗြိတိရှားလက်ထက်မှာသူကနောက်ဆုံးဝင်ကြီးချုပ်ပြောချင်တာကဗမာလူလူတွေကြားမှာလည်းအင်္ဂလိပ်နဲ့အဆင်ပြေတဲ့လူကအသက်ရှိတယ်။အလားတူအင်္ဂလိပ်နဲ့အဆင်ပြေနေတဲ့တိုင်းရင်းသားတွေကလည်းအများကြီးရှိတယ်။အထူးသဖြင့်ကရင်ကရင်တွေဆိုအင်္ဂလိပ်လက်အောက်မှာယာရုကြီးကြီးစစ်ဘော်ကြီးကြီးတွေအများကြီးပဲသူတို့တွေကအင်္ဂလိပ်စစ်တပ်ထဲမှာတာဝန်ကိုချစ်ချစ်ပုံပုံထမ်းရွက်ခဲ့တဲ့တိုင်းရင်းသားတွေအင်္ဂလိပ်ကလည်းခင်သွဲတယ်။ဒုတိယကမ္ဘာစစ်ဥရောပမှာမဟာမိတ်တပ်တွေအကြီးကျယ်ပထမပိုင်းမှာရှုံးနေနေတဲ့ချိန်ပေါ့နော်ဟစ်တလာအောင်ပွဲတောက်လျှောက်ရပြီးတော့ဥရောပနိုင်ငံတွေတစ်ခုတစ်ခုအလွယ်တကူတိုက်နေတဲ့ချိန်တုန်းကဆို ချင်းကချင်းအရင်ကိုစလဲတဲ့အင်္ဂလိပ်ကိုစစ်ကူဖို့အတွက်အင်္ဂလိပ်ကခေါ်သွားတာရှိတယ်ဆိုတော့ဒီတိုင်းရင်းသားတွေနဲ့ကခရီးရန်ကိုကိုယ်တဲ့ဘာသာတွေချင်းလဲသူโอเคခဏလေးဦးစောအကြောင်းကိုနော်ဒီမှာဆရာဖြိုးတွင်ကပြောသွားတဲ့ document ခဏလေးနားထောင်ကြည့်အောင်1930 31ခုနှစ်မြန်မာပြည်အရေးစာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်အဲ့ဒီစာအုပ်ဟာအစိုးရအားအကြီးညူပြက်စီသောအရေးအသားများပါဝင်ကြောင်းပုံမှန်123ကကြီးအရာ အပြစ်ပေးနိုင်ကြောင်းအင်္ဂလိပ်ဆိုရာက ကြီးညာခဲ့ပါတယ်။ဥရီပြူလွတ်တော်အစီအဝင်းများမှာလဲဥစောဟာဆေယာဆန်နဲ့တောင်သူလယ်သမားများဘက်မှအင်္ဂလိပ်အစိုးရကိုပြင်းပြထန်ထန်ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့ပါတယ်။အင်္ဂလိပ်များကလည်းမောင်စောတယောက်ဂလုံးဖြစ်လာပြီလို့ပြောခဲ့ကြပါတယ်။အဲဒီကနေဂလုံးဥစောဆိုပြီးအမည်တင်လာခဲ့ပါတယ်။1940ပြည့်နှစ်စက်တင်ဘာလ9ရက်နေ့လွတ်တော်အစီအဝင်းမှာဂလုံးဥစောကရွှေကျင်ဥပုကိုအယုံကြည်မရှိဟုအစိုးတင်သွင်းဖြုတ်ချခဲ့ပါတယ်။ထို့နောက်ဥစောကိုယ်တိုင် နန်းရင်ဝန်အဖြစ်အစိုးရအဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။1940မှာပဲဂျပန်ဗိုလ်မှူးကြီးဆူဇူကီဟာမြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။ဦးဆောင်ကဗိုလ်မှူးကြီးဆူဇူကီနဲ့တွေ့ဆုံပြီးမြန်မာပြည်လွတ်လပ်ရေးအတွက်ဂျပန်စီမအကူအညီများလိုချင်ကြောင်းပြောခဲ့ပါတယ်။1942ခုနှစ်အောက်တိုဘာလ8ရက်နေ့တွင်ဦးဆောင်ဟာနန်းရင်ဝန်အတ္တလီနဲ့တွေ့ဖို့အင်္ဂလန်ကိုသွားရောက်ခဲ့ပါတယ်။နန်းရင်ဝန်အတ္တလီကိုဒုတိယကမ္ဘာစစ်ကြီးပြီးမြန်မာပြည်အားဒိုမီနီယာအုပ်ချုပ်ရေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ ို့တော့အောင်မြင်မှုမရခဲ့ပါဘူး။အင်္ဂလန်ကအပြင်ဂျပန်သံမက်ကြီးတဦးနဲ့တွေ့ဆုံပြန်ပါတယ်။ဦးစောကမြန်မာပြည်အတွင်းဂျပန်တွေဝင်လာရင်ဂျပန်တွေဘက်မှကူညီပြီးအင်္ဂလိပ်တွေကိုတိုက်ခိုက်ပေးမယ်လို့စကားကမ်းလှမ်းခဲ့ပါတယ်။ဦးစောအဲ့ဒီလိုဂျပန်တွေနဲ့လျှို့ဝှက်ဆက်သွယ်နေတာကိုဂျီတိရှာဆောင်တော်များကသိရှိသွားပါတယ်။ဒါကြောင့်အင်္ဂလိပ်များကဦးစောကိုမြန်မာပြည်ပြန်မရောက်ခင်မှာပဲဖမ်းဆီးလိုက်ကြပါတယ်။ထို့နောက်ဦးစောဟာအာဖရိကတိုက်ယူဂန္ဒာနိုင်ငံမှာထောင်ချခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်1946ခုနှစ်ဇန်နဝါရီလ29ရက်နေ့တွင်ထောင်မလွတ်ပြီးမြန်မာပြည်ပြန်လာခဲ့ပါတယ်။ထို့နှစ်စက်တင်ဘာလ22ရက်နေ့တွင်ရန်ကုန်မြို့အထက်ကနေစမ်းကြောင်းအရှိမှဦးစောကိုလူတစုကရုတ်ကြံတက်ဖြတ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဦးစောစင်းနေလိုက်ပါလာတဲ့ဂျစ်ကားကိုတနက်နေ့ဝိုင်းပစ်ခဲ့ကြပါတယ်။ကံကောင်းထောင်းမလို့အသက်မသေးတော့လဲကားမှန်စာမျိုးလုံးနဲ့ဝင်သွားတာကြောင့်မျိုးလုံးတစ်ဖက်ကမ်းသွားခဲ့ပါတယ်။မိမိအားလောက်ကြံတော့အဖွဲကိုဝေကျုံအောင်ဆန်းက နောက်ွယ်ကနေစေခိုင်းတယ်လို့ယူဆခဲ့ပါတယ်။ဒီလိုထင်မှားပြီးဦးစောဟာဗိုလ်ချုပ်အောင်ဆန်းအပေါ်အညိုတေးထားခဲ့ပါတယ်။1948ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့ဂလုံးဦးစောသည်သူ့နောက်လိုက်များအားဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကောင်းဆောင်ကြီးများကိုလှုပ်ကြံရန်စေခိုင်းခဲ့ပါတယ်။ ဆိုတော့ဒီတိုင်းရင်းသားတွေနဲ့ကခရီးယံကိုယ်ကိုယ်တဲ့ဘာသာတွေချင်းလက်တူတယ်သူတို့လက်အောက်မှာကောက်ကောက်မုံမုံမှုထမ်းခဲ့တဲ့သူတွေဖြစ်တဲ့ခါကျတော့အင်္ဂလိပ်နဲ့ဆက်ဆံရေးကဒီလူမျိုးစုတွေနဲ့တော်တော်ကိုဆင်ပြေနေတာပါဒီကြားထဲမှာအင်္ဂလိပ်ကိုမုန်းတီးတဲ့လူကလည်းအများကြီးရှိတယ်မိုးချောင်ဆန်းကောင်းဆောင်နဲ့မြို့ချစ်တော်လိုင်းအင်အားစုတွေပြီးတော့ပြည်သူတွေထဲမှာလည်းအများစုပေါ့နော်ဒီမှာပိုချုပ်ကိုယ်တိုင်ကအင်္ဂလိပ်တွေမုန်းတာမဟုတ်တော့အင်္ဂလိပ်လက်အောက်မှာရှိတဲ့ပါဝင်ကြေကြမှုထမ်းပေးနေတဲ့တိုင်းရင်းသားတပ်တွေအားစာသူကမုန်းတယ်ဒီလိုအခြေအနေတွေရှိထားတော့ဂျပန်တပ်ကိုခေါ်ပြီးတော့ထိုင်းရနေဝင်ချလာတဲ့မိုးချုပ်ဦးဆောင်တဲ့တပ်ကဖာပွန်ကနေဆက်ပြီးတော့အရင်တဲ့ တောက်လျှောက်တတ်တဲ့ရန်ကုန်ထောင်ပေါင်းများစွာကိုတတ်ခဲ့တယ်ဒီလိုတတ်လိုက်တဲ့တည်းမှာကရင်တွေဆိုရောက်ကြတဲ့တနက်ကိုင်းအင်္ဂလိပ်လက်အောက်မှာစစ်မှုထမ်းလာတဲ့လူတွေရောက်ကြတယ်ကိုကြိုက်တယ်လို့တတ်လို့မရဘူးတတ်လို့မရတဲ့ပြင်ကရင်ရောက်ကြလေးတွေလက်နဲ့ကင်တတ်သားတွေကဂျပန်တပ်နဲ့ဝင်လာတဲ့ရဲဘော်တုံးချိတ်တပ်တွေကိုရှုံးလာတယ်ရှုံးတော့အပြေးပြေးချင်းနဲ့နောက်ဆုတ်တယ်အဲ့မှာကရင်ရောက်ကြလေးတွေလက်နဲ့ကင်တဲ့တပ်သားတွေအင်္ဂလိပ်နဲ့သူပါသွားတယ်အထက်ပိုင်းစကိုင်းပြီးတော့အိန္ဒိယထိတတ်ဆုတ်သွားတယ်နေပါဘူးတို့ရန်ကုန်တို့မှာ 江姐了哥，人家可可愿意打的呀？妈妈打的米的，所以没有台湾的。我们家也是江姐的，家里有哥哥，那可是呀。家里可他妈的妈妈生气了。家里没，别他妈的不要了。人家江姐都人家爸爸是姐姐脾气耐着些。人家江姐老公就叫个温生，差些。我叫上我嫂子打一耶，一上午的都搞完提耶。提来就我叫上我，我穿穿穿轮的，所以罗温姐姐差些过来，他妈他的。家里人知道他妈的妈妈提呀吗？知道人家那个说话到位，你这边个听白话，你妈不要。你这边我敲辣椒，人家来吃，一毛他妈说话了。 ပြီးတော့ဂျပန်လက်အောက်ကနေလွတ်လပ်ရေးတောင်းဖို့ဆိုတာဘလို့မှဖြစ်နိုင်မဲ့လမ်းကမရှိဘူးအဲ့လိုမရှိတဲ့အခါကျတော့ရဲဘော်သုံးချက်ဝင်ဖြစ်တဲ့ဦးလူကမိုးချုပ်ကိုကြံပေးတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဂျပန်နေမောင်းထုတ်ကိုအင်္ဂလိပ်စီကပဲအကူအညီပြန်တောင်းရမယ်သူတို့အကူအညီမပါဘဲနဲ့ဒီဂျပန်နေကိုမောင်းထုတ်လို့မရတော့ဘူးအဲ့တော့အင်္ဂလိပ်နဲ့ပြန်ညှိမရမယ်ဆိုပြီးတော့အကြံပေးလိုက်တာကဦးလူဒီလိုနဲ့ဘိုချုပ်ရဲ့ဂျိုးပန်းမှုကြောင့်အင်္ဂလိပ်ကလည်းဘိုချုပ်ကိုကြီးဖြူလာတာမဟုတ်ပေမဲ့ပြန်ကူတိုက်ပေးတယ်ဆိုတာဘိုချုပ်ဂျိုးပန်းမှုလည်းပါတယ်ဆိုပေမဲ့အဓိကကြနေတာမဟုတ်ဘူးဂျပန်ကအမြင့်ပြအောင်တိုက်ထုတ်ရမှာအင်္ဂလိပ်တွေတောင်းတယ် ဥရောပမှာဂျာမနီနဲ့အီတလီကိုသူတို့အပြိုင်ဖြိုးနေပြီ။ဒါကြောင့်မလို့ဂျပန်ကိုအာရှဘက်မှာဒီဂျပန်ကိုဖြိုးဖို့လိုတယ်။ဒါကြောင့်မလို့ပြန်ပြုတ်ဝင်ကိုတိုက်ပေးတာပဲရှိတယ်။ဘိုချိုအတင်းချိုးပန်းလို့မဟုတ်ပါဘူး။တကယ်လို့ဘိုချိုအောင်ဆန်းကသွားမပြောဘူး။အင်္ဂလိပ်စရာကူညီရအောင်သွားမစိုးစားခဲ့ဘူးဆိုရင်တော့မှအင်္ဂလိပ်ကဂျပန်ကိုမောက်ထွားမှာသူ့တာဝန်ပဲဖြစ်နေတာပါ။ဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့သိဖို့လိုတယ်။ဒီလိုနဲ့အင်္ဂလိပ်ရဲ့အကူအညီနဲ့အိန္ဒိယကလည်းပြောင်းဝင်ပြီးတော့ဂျပန်ကိုပြန်တိုက်တယ်။ဒီအချိန်အမေရိကန်လက်စစ်ထဲဝင်နေပြီဆိုတော့ Pacific Data မှာတင်ဂျပန်နဲ့အကြီးကျယ်စစ်ရှုံးနေပြီ။နောက်ဆုံးကျတော့အမေရိကန်ကဂျပန်ရဲ့ Nagasaki နဲ့ ဟီရိုရှိမားကိုနျူကလ িয়ার ဘုံးကျဲချလိုက်တော့နောက်ဆုံးမှာဂျပန်ကလက်နက်ချဖို့ဖြစ်လာတယ်မြန်မာတနိုင်ငံလုံးမှာလက်နက်ချတယ်လက်နက်ချတဲ့အခမ်းအနားကိုရန်ကုန်မန္တလေးတချင်းပြည်နယ်တွေမှာဂျပန်တွေလက်နက်ချတဲ့အခမ်းအနားတွေတီတီလှုပ်တယ်ဒီမှာလက်တမိုင်းကကျွန်တော်တို့ဘယ်လောက်ထိလိန်သွားလဲဆိုတော့ဂျပန်တွေလက်နက်ချလိုက်တာ BIA တွေကိုချလိုက်ပါတယ်ဆိုပြီးတော့တမိုင်းကကျွန်တော်တို့လိန်တယ်တကယ်တကယ်ဂျပန်တွေလက်နက်ချတာက BIA မဟုတ်ပါဘူးတပ်ပေါင်းစုပါဒီတပ်ပေါင်းစုမှာ BIA လက်ပါပါတယ်ဒါပေမဲ့တပ်ပေါင်းစုဆိုကြတဲ့ကအင်္ဂလိပ်ပါတယ်ဘီအာရလည်းပါတယ်တိုင်းရင်းသားပေါင်းစုတပ်တွေပါပါတယ်ဒါပေမဲ့ဒီလက်နက်ချခန်းသားမှာ နာမည်ကောင်းယူလိုက်တာက BIA BIA ကိုလက်နဲ့ချတဲ့အောင်ရောင်ပြောထားတယ်။ဒါတွေကမြန်မာပြည်မှာငါတို့ဗမာပဲမြက်တယ်ဆိုတဲ့အချိုးချိုးပြတယ်။အဲ့လိုစိတ်ညှိုးကိုတမိုင်းကနေရိုက်သွင်းပေးနေတာ။ဒါတွေကိုစိတ်ထဲဆွဲနေပြီးတော့ငါသာလင်ချင်းမြက်တယ်ဆိုတဲ့စိတ်ကိုမစွန့်လွတ်နိုင်တဲ့ရွေးတော့ဘလို့မှမြန်မာပြည်အစင်တင်မှာမဟုတ်ဘူး။ဒီလိုနဲ့လူရက်ကဘာစစ်ပြီးသွားတယ်။1945မှာအင်္ဂလာမှာရွေးကောက်ပွဲလုပ်တော့ဝင်းစတန်ချာချီကရှုံးတော့ခရီးမန်အက်တလီတက်လာတယ်။ဝင်းစတန်ချာချီက conservative ၄၅မှာတက်လာတဲ့ခရီးမန်အက်တလီက labor party တကယ်လို့ conservative ကစစ်နိုင်ပြီးတော့နောက်ထပ်တတန်းတစ်ခုကိုပုံစိုးခွင့်ရခဲ့မယ်ဆိုလို့ရှိရင်မြန်မာပြည်ကိုလွတ်လိုက်ပေးကိုပေးမယ်ဒါပေမဲ့ဘိုးချောက်စားလက်ထက်ထည့်ပေးမှာမဟုတ်ဘူး conservative တွေအုပ်ချုပ်နေတဲ့ကာလမှာဘိုးချောက်နဲ့ဂျပန်တပ်တွေဝင်လာပြီးတော့ကျူးလွန်ခဲ့တဲ့ war crime တွေကိုဝင်ကြီးချုပ်ဝင်ဆန်ချက်ချက်ပါဝင်ဒီ conservative တွေကကောင်းကောင်းနှလုံးသွင်းထားတာဒါပေမဲ့လွတ်လိုက်ပေးမဲ့ချိန်ကျတော့ climate adelie ဖြစ်သွားတဲ့ခါကျတော့ဒီအချိန်မှတောင်မှ conservative တွေကလွတ်လပ်ရေးကိုဘိုးချောက်စားလက်ထက်မှာထည့်ပေးဖို့တားဆီးတာတွေရှိတယ်ဒါပေမဲ့ labor party ဖြစ်တဲ့ criminal ethical league ကဒါတွေတိတ်ကြွမဆိုင်ဘူး ဒုတိယကမ္ဘာစစ်မှာဗြိတိန်နဲ့မဟာမိတ်တပ်တွေကနိုင်သွားတယ်ဆိုပေမဲ့ဗြိတိန်ကစစ်တပ်အကြီးကျယ်ခံရပြီးတော့အင်မတန်မအားရချင်းနေသွားတာပါဒါကြောင့်မလို့သူပိုင်ဆိုင်ခဲ့တဲ့ကိုလိုနီနယ်တွေကိုတဖြည်းဖြည်းဆွတ်လွတ်ဖို့အခြေအနေလည်းဖြစ်လာနေပြီမဆွတ်လွတ်လို့လည်းမရတော့ဘူးသူမထိန်နိုင်တော့ဘူးအဲ့တော့မြန်မာလည်းသူလွတ်လိုက်ပေးရတော့မယ်မြန်မြန်ပေးလေရှင်းလေတာဝန်ပေါ့နေပဲသူ့အတွက်ကအဲ့တော့အောင်ဆောင်အင်္ဂလန်ထိလာတယ်အီတလီနဲ့ဆွေးနွေးတယ်နောက်ဆုံးတော့အီတလီကသဘောတူတယ်ကွန်ဆာဗေးတစ်တွေကစန့်ကျင်နေတဲ့ဂျာကနေပဲသူကသဘောတူပေးလိုက်တယ် သူ့သဘောကတော့ကိုလိုနီတွေကိုလည်းလက်လွတ်ရတော့မယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီဘိုချုပ်အောင်စမ်းလက်ထဲထည့်မပေးရင်တခြားထည့်ပေးကြလည်းမရှိဘူးမြန်မြန်ပေးလိုက်တော့ကိစ္စမြန်မြန်ပြတ်တယ်ဆိုပြီးတော့သဘောထားတာပါသူကဒီလိုနဲ့ဘိုချုပ်အောင်စမ်းနဲ့အတလီကလွတ်လပ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်လိုက်ကြတယ်ဒီလိုနဲ့ဘိုချုပ်အောင်စမ်းပြန်လာပြီးတော့တိုင်းရင်းသားတွေကိုစပြီးတော့စီယုံရေးဆင်းလာပြီဒီလိုစီယုံလာတဲ့ခါမှာဘာတွေပြဿနာဖြစ်လဲဆိုတော့ပထမဆုံးကရင်လုံးဝစီယုံလို့မရဘူးဂျပန်တပ်နဲ့ဝင်လာတော့တတ်လိုက်တဲ့ကရင်တွေနဲနဲနော်နော်မဟုတ်ဘူးအဲ့တော့ကရင်ကိုဘယ်ရမလဲကရင်လုံးဝမပါဘူးကရင်မပါဘူးဆိုတာနဲ့ကရင်နေမပါဘူး အရင်လဲသူ့ဟာသူရက်သိချင်းတယ်အရင်နေလဲသူ့ဟာသူရက်သိချင်းတယ်နောက်ပြီးတော့မုံမုံလဲမပါဘူးမုံလဲစီယုံလို့မရဘူးဘယင်ခက်ကလေးကမုံမင်းတို့မြမမင်းတို့ရဇဝင်တွေများရှိတယ်ဆိုတော့မုံလဲစီယုံလို့မရဘူးနောက်တော့ရခိုင်ကိုစီယုံတယ်ရခိုင်ကပိုးဆိုးမြမမင်းတွေခက်ကလေးကရခိုင်ကိုအနိုင်ချင်းခဲ့တဲ့ရဇဝင်တွေအများရှိခဲ့တယ်ရခိုင်တွေကဘာမှဆိုတစ်ဆက်မှမယုံဘူးဘိုလ်ချုပ်လည်းမယုံဘူးဘာမှမိုင်ဘူးမှမယုံတော့ဘူးအဲ့လိုအခြေအနေတွေဖြစ်ကုန်အဲကြောင့်လုံးဝစီယုံလို့လည်းမရတော့ဘူး ဒါကြောင့်စကားတကူတော့ရှိတယ်ပေါ့နော်။ချက်ခိုင်းတဲ့မွေပွဲကိုတပြိုင်တည်းတွေ့ရင်မွေပွဲကိုအရင်တတ်ပါဆိုတဲ့စကားအားရှိခဲ့တယ်ပေါ့နော်။ဆိုတော့မချေလည်မှုတွေဖြစ်နေတယ်။အဲ့တော့ရခိုင်လည်းစီယုံလို့မရဘူး။နောက်တော့ဘယ်သူတွေစီယုံလို့ရလဲဆိုချင်းရတယ်၊ကချင်ရတယ်၊ရှမ်းရတယ်။အဲ့တော့ဗမာနဲ့ဒီလေးမျိုးကပဲပြည်လုံးစာချုပ်ကိုလက်မှတ်ရေးထိုးတာ။ဂျန်နဲ့တိုင်းရင်းသားတွေမပါဘူး။လူမျိုးကြီးပေါင်း10မျိုးရှိတဲ့ထဲမှာ4မျိုးပဲလက်မှတ်ထိုးတာတနင်္ဂနွေလုံး coverage ပုံစံမျိုးနဲ့ကျွန်တော်တို့ကတမိုင်းကိုပြောပြောနေတာကမဟုတ်သေးဘူးပေါ့နော် ကျွန်တော်နဲ့ပင်လုံစာချုပ်တွေလက်မှတ်ထိုးတယ်ပင်လုံစာချုပ်လက်မှတ်ထိုးတာတော့အားလုံးလည်းသိမှာပေါ့နော်အောက်ကနေလေးစခုတကယ်တမ်းပြောရင်ဒီပင်လုံစာချုပ်မှာလည်းဘိုးချုပ်ရဲ့ကြိုးပမ်းမှုတွေအများကြီးပါဝင်တာမှန်ပေမဲ့ဘိုးချုပ်ကိုယုံကြည်လို့လားโอเคခဏကြီးရောက်မယ်စကပုံတိုင်းလည်းယုံဖို့မကောင်းဘူးနော်တချို့စကပုံတွေကအာနောက်ကွယ်မှာနိုင်ငံကြီးဒွေးတွေရှိတော့ပေါ့နော်အပီပူပေါင်းနဲ့တိုင်းရင်းသားတွေကိုလည်းတမိုင်းမှာရောမြန်မာလူထုကရောလေးစားသမှုရှိတင်တယ်ဘိုးချုပ်ကောင်းလို့ပဲဒါဖြစ်သွားတယ်ပဲပြောတယ်ဘိုးကလာပူပေါင်းတဲ့လူတွေကယုံကြည်မှုကိုပေးပြီးလာပူပေါင်းတာ ဒါကို appreciate လုပ်ပေးသင့်တယ်အကုန်လုံးဘိုလ်ချုပ်စွမ်းဆောင်လို့အကုန်လုံးဘိုလ်ချုပ်ကောင်းလို့ပဲဖြစ်ကုန်တယ်ဘိုလ်ချုပ်ကိုတိုင်းရင်းသားတွေယုံတယ်ဆိုတာဗမာလူထုတည့်ရလုံးကိုစားကိုယုံပေးလိုက်တာဒီလိုနဲ့ဘိုလ်ချုပ်အဆောင်ဦးဆောင်မှုနဲ့သူစီယုံလုံးရတဲ့တိုင်းရင်းသားတွေနဲ့ပြည်တော်စာချုပ်လက်မှတ်ရေးထိုးလဲပြီးသွားပြီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရေးဆွဲပြီးသွားပြီမကြာခင်မှာပဲဘိုလ်ချုပ်နဲ့အာဇာနည်တွေလောက်ကြံခံလိုက်ရတယ်ဒါအားလုံးတည်ပြီးသားပါနော်1940ခု July 19မှာဘိုလ်ချုပ်စာကြာဆုံးသွားတယ်အသက်ခံလိုက်ရတယ်တကယ်တော့ပြောရင်ဒီအသက်ခံရမှုက နောက်ွယ်ကမစတမိုင်းဒီဦးစောလို့ပြောပေမဲ့ဒီအချိန်ရန်ကုန်မှာလည်းအင်္ဂလိပ်စစ်ဗိုလ်တွေအများအပြားရှိသေးတာဆိုတော့တနတ်သမားတွေတုံးသွားတဲ့ဒီလက်နက်တွေဘလို့ရကြတာလဲဆိုတဲ့အချက်တွေပြီးတော့ဗိုလ်ချုပ်နဲ့အပေါင်းပါတွေကိုပြစ်တက်ပြီးတဲ့အချိန်မှာထွက်ပေါ်လာတဲ့တနတ်တန်တွေကိုအင်္ဂလိပ်စစ်တပ်ကအကြောင်းကြားတဲ့လူတွေရှိတယ်။ဒါပေမဲ့အင်္ဂလိပ်စစ်ဗိုလ်တွေကဖျက်မောင်းနေတဲ့ယထာတာတွေဖြစ်နိုင်တယ်။ဒါမှမဟုတ်တခြားတစ်ခုကိုအကြောင်းပြပြီးတော့လူတွေအကြောင်းကြားတဲ့ဒီ report တွေကိုညှို့ရှုထားလိုက်တယ်။စသဖြင့်ပေါ့နော်ဒီလိုအချက်တွေအများကြီးရှိတယ်။ဒါတွေကိုကြည့်လို့ရှိရဲ့ မကြောအသက်ခံရတဲ့နောက်ကွယ်မှာမဆမ်းမိုင်းကဥစောပဲဆိုပေမဲ့ကလကာနောက်ကွယ်မှာလည်းပစုံတကူတော့ရှိနေနိုင်သေးတယ်ဆိုပြီးတော့တန်တရားဖြစ်စရာတွေလည်းအများကြီးပေါ်လာတယ်။ဥစောပေါ်ပဲအဖြစ်ပုံချလိုက်ပေမဲ့မကြောအစံကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ war crime တွေအတွက်အင်္ဂလိပ်စစ်တပ်ကပဲအထူးသဖြင့် conservative party တွေကပဲကလကာနောက်ကွယ်မှာကြိုးကင်ပြီးတော့လှုပ်ရှားသလားဒါအတိအကျမဟုတ်ဘူးကောနော်ဖြစ်နိုင်ခြေကိုပြောတာပါဘလို့ပဲဖြစ်ဖြစ်ဗိုလ်ချုပ်ကတည်သွားပြီတည်သွားတော့ဦးနှုတ်ကတာဝန်ယူပြီးတော့စက်ပြူးဆောင်လာတယ်ဒီလိုနဲ့အားလုံးသိတဲ့အတိုင်းပဲ1948 ဇန်နဝါရီလရက်မှာကျွန်တော်တို့လွတ်လပ်ရေးရတယ်လွတ်လပ်ရေးရတော့ကွန်မြူနစ်လိုလာတဲ့ဗမာတွေတောခုလိုက်ကြတယ်ကရင်တွေကရင်မျိုးတွေမွန်ရခိုင်တွေကတောခုကုန်ကြပြီတိုင်းပြည်တွေမှာလက်နက်ကင်အင်အားတွေတအားများသွားတယ်နိုင်ငံရေးပြဿနာတွေအကြီးအကျယ်ဖြစ်လာတယ်အင်္ဂလိပ်တွေချမှတ်ပေးထားတဲ့စီးပွားရေးတွေစနစ်တွေမူတွေကြောင့်လူလာရဲ့ရပြီးကာလမှာမြန်မာပြည်ရဲ့စီးပွားရေးကကောင်းနေသေးတယ်။ဦးနှုတ်လက်ထက်မှာကောင်းနေသေးတယ်ဆိုပေမဲ့လက်နက်ကင်တပ်တွေတောခုကုန်ကြတဲ့ခါမှာပြည်ထနာကအကြီးအကျယ်ရှုပ်ထွေးကုန်တယ်။1950မှာဖြစ်တဲ့ရန်ကုန်တိုက်ပွဲရန်ကုန်တမြုပ်လုံးကြီးပါကျသွားပြီ။မြို့နယ်ကောင်လောက်ပဲကျန်တယ် ဒီအချိန်မှာမြန်မာတပ်မတော်ဆိုတာကတော်တော်ကိုရှုံးနေပြီရန်ကုန်တမြို့တော့ကလည်းအရင်လက်အောက်ကိုကြားတော့မယ်ဒီအချိန်တွေမှာမြန်မာတပ်မတော်ကိုကူတိုက်ပေးလိုက်တာကပင်လုံစာချုပ်လက်မှတ်ရေးတော့တဲ့ချင်းတပ်တွေအချင်းနဲ့ရှမ်းတပ်တွေပဲဒီတိုင်းရင်းသားတွေရဲ့အကူအညီနဲ့ရောင်စုံတပုံတွေနောက်ဆုံးမှနေနေနိုင်တယ်ဒီလိုကူတိုက်ပေးခဲ့တဲ့တိုင်းရင်းသားတပ်တွေကိုဗမာတပ်မတော်ကကျေးဇူးမတင်တဲ့ပြင်ကရင်ကရင်နေတပ်တွေနဲ့သူတို့ကိုကူတိုက်ပေးခဲ့တဲ့တိုင်းရင်းသားတွေစိတ်ဝန်းကွဲအောင်ဖန်တီးပလိုက်တယ်ဒီအညိုးတွေကဒီအချိန်ထိရှိနေတယ်ဒါကြောင့်မြန်မာပြည်မှာတယောက်နဲ့တယောက်က စစ်တပ်ရဲ့ဝင်မွေဖြစ်တာတွေကြောင့်ဆက်ဆံရေးတွေကလုံးဝကိုစီမပြေခဲ့တာ unity ရဖို့ဆိုတာကလုံးဝကိုမဖြစ်နိုင်ခဲ့တာဒါရီယိုဒီခက်တော်လိုင်းရေးကာလပြီးသွားတဲ့ခါမှာလုံးဝကိုပြောင်းပြန်လမ်းပြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ချပြနေတာဖြစ်ပါတယ်ဒီလိုနဲ့တိုင်းရင်းသားတပ်တွေရဲ့အကူအညီနဲ့ရန်ကုန်တိုက်ပွဲကိုအောင်နိုင်သွားပြီးတော့မြန်မာပြည်ကိုပြန်ပြီးချိန်ချုပ်နိုင်လိုက်တယ်ဒါပေမဲ့မကြာခင်မှာပါစပါလနှစ်ချမ်းကွဲတော့နိုင်ငံရေးပြဿနာဖြစ်လာပြန်တယ်ဒါကြောင့်မလို့ဦးနူးကဒီအချိန်စစ်ကောင်းဆောင်ဖြစ်တဲ့ဦးနေဝင်းကိုအာနာကိုယာယီအပ်နေလိုက်တယ်နောက်တော့ရွေးကောက်ပွဲပြန်လုပ်တော့ဦးနူးကပြန်ပြီးတော့နိုင်တယ် ဒီလိုဦးနှုတ်ပြန်သက်လာတဲ့ခါကျတော့ကချင်ရှမ်းတွေကလည်းပြည်လုံးစာချုပ်မှာပါတဲ့ကတိအတိုင်းခွဲထွက်ခွင့်တောင်းတယ်။ဖွဲ့စည်းပုံမှန်ကတိုင်းရင်းသားတွေအနေနဲ့ဗမာနဲ့ပေါင်းပြီးတော့10နှစ်နေကြည့်လိုက်။10နှစ်နေတော့မှမဆိုင်ဘူးဆိုရင်ခွဲထွက်ခွင့်ရှိတယ်လို့ပါပါတယ်။ဒါကြောင့်ရှမ်းကလည်းတောင်းလာတယ်၊ကချင်ကလည်းတောင်းလာတယ်။ဒါတွေကိုဦးနှုတ်ကစီစဉ်ဆောင်ရွက်ပေးဖို့ဖွဲ့စည်းပုံတွေပြင်ဆင်ဖို့ဆောင်ရွက်နေတဲ့အချိန်မှာပဲဒီအချိန်နေတိုင်းဆိုတိုင်းပြည်ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ပြီးတော့အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ ။ဒါတွေကတော့အလုံးနဲ့တိပိတာပဲဖြစ်ပါတယ်။ဒီအချိန်ကနေပြီးတော့တနစ်ပြီးတနစ်စုပ်ယုပ်ကြဆင်းသွားတာနောက်ဆုံးမှထိမနိုင်တိမ်မရဖြစ်ပြီးတော့ရှစ်လေးလုံးဆိုတဲ့အရေးတော်ပုံကြီးကဆလာခဲ့တယ်။ဒီမှာလူပေါင်းတောင်းတဲ့ချီအသက်ခံရတယ်။ရရဆက်ဆက်နေနေခံရတယ်။ဒီရှစ်လေးလုံးအရေးတော်ပုံရဲ့အချိုးတက်ရောက်မှုကအင်မတန်မှပဲပြင်းထန်ပါတယ်။ဥနေဝင်းပြုတ်သွားတယ်။တလမင်းမှခေါင်းဆောင်တိုးလေးရောက်လောက်ကိုပြောင်းသွားတယ်။နောက်ဆုံးတော့အာနာသိမ်းပြီးတော့ဘိုချုပ်ဆောင်းမောင်တက်လာဖြစ်ပါတယ်။ဘိုချုပ်ဆောင်းမောင်ကသူ့ပေးထားတဲ့ကတိအတိုင်းအမြန်ဆုံးနဲ့ရွေးကောက်ပွဲပြန်လုပ်ပေးတယ်။ NLD 9သွားပြီးတော့ transition လက်တကယ်လို့ဘုသူစီစဉ်နေတဲ့အချိန်မှာပဲသူ့ရဲ့လက်အောက်မှာဒီမတမယုံညံ့ပက်ဆက်အကြံကောက်တဲ့အခုထိတောင်မှမတည်နိုင်သေးတဲ့ခွေးအိုကြီးရှိနေတယ်ဒီတောင်စားကအာနာထသိမ်းလိုက်ပြီးတော့ဒေါ်စုရဲ့ NLD ပါတီကိုအာနာလွဲပြောင်းပေးမဲ့ transition ကိစ္စတွေကလည်းပြတ်သွားတယ်ဒီချိန်ကနေအမောင်ဆုံးဆိုတဲ့အရာတွေအခက်ခဲဆုံးဆိုတာတွေကိုရင်ဆိုင်ကြုံတွေ့လာရတာကအခုချိန်ထိပဲသူ့ခက်ကြဲကနေစပြီးတော့တစ်မျိုးနဲ့တစ်မျိုးရန်တိုက်ပေး ဗမာလူမျိုးမှမြင့်မြတ်တယ်လို့လို့အကုန်လုံးသွေးကွဲအောင်လို့ဒီနေရာမှာသူတို့ရဲ့သွေးထိုးမှုတွေအုံနောက်ဆေးတာတွေကိုမိသွားတဲ့ပြည်သူလူထုဗမာလူထုတွေကလည်းအများကြီးပဲအဲ့တော့တိုင်းရင်းသားတွေကအတူနေပေမဲ့ပေါင်းစည်းတော့ကမရဘူးဖြစ်နေတယ်ဒီလိုပြဿနာတွေကျွန်တော်တို့အများကြီးချက်သားတယ်လူမှုရေးပြဿနာတွေလူမျိုးရေးပြဿနာတွေဘာသာရေးပြဿနာတွေကို့ဘာသာမှကို့လူမျိုးမှဆိုတဲ့အစွဲတွေခက်လူငယ်တွေအထိဒီအစွဲတွေပါသွားအောင်ပညာရေးကိုအဆင့်သားနှိမ့်ချပစ်လိုက်တာတွေโอเคမြန်မာသမိုင်းကို ကြည့်မယ်ဆိုရင်တော့ဒီကောက်အကြောင်းပဲဒီလောက်ထိဆိုးဆိုးရွာရွာဖြစ်သွားတာဒါဆိုရင်တော့ဆရာဦးကိုနေပြောတော့တဲ့ဦးစောမောင်ရဲ့အကြောင်းပြောတော့တာတစ်ချက်လောက်နော်ဟိုနဲ့ဆက်အစိုးရကနိုင်ငံတော်အာဏာကိုသိလိုက်ပါလေတိုင်းပြည်ရဲ့အခြေအနေကိုသိတဲ့အခါမှာအတန်တုံတုံရီရီနဲ့မလွဲသာလို့နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူလိုက်တာပါအမြန်ဆုံးရွေးကောက်ပွဲလုပ်ပေးမယ် နိုင်ငံတော်အာဏာကိုအမြန်ဆုံးပြည်သူလက်ထဲပြန်ထည့်ပေးပါမယ်လို့ခရီးပေးပြီးတော့အာဏာသိမ်းလိုက်ပါတယ်ဘုရားကြီးစောမဟာသူခရီးကိုတီအောင်စူးစမ်းဖို့ပေါ်ပါတယ်အချိန်တိုအတွင်းမှာပဲအာဏာသိမ်းပြီးတလအတွင်းမှာပဲနိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေဆိုတာပြဋ္ဌာန်းပေးပါတယ်ရေကောက်ပွဲကော်ပိုရှင်ဖွဲ့ပေးပါတယ်1989မှာ ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးပါတယ်1990မှာသူရွေးကောက်ပွဲလုပ်ပေးပါတယ်အမတန်ကိုညံ့ညံ့ဆန်းဆန်းနဲ့သူ့ရဲ့ဂရိကိုအကောင့်ထဲဖော်နိုင်အောင်ဆောင်ရွက်ပေးတာကိုတွေ့ရပါတယ်စေတနာလဲထားပုံရပါတယ်အဲ့ဒါလို့စေတနာထားလို့လာမသိဘူးစောစောဆရာညီမင်းတို့ညို့ပြောသလိုစေတနာတိတ်ထားရင်ကြဆုံးသွားတာပဲသူဟာနောက်ဆုံးအာနာလက်မဲ့ဖြစ်ပြီးတော့ ဘယ်လိုအနေထားမျိုးနဲ့တည်သွားတယ်ဆိုတာတော့ကျွန်တော်တို့မသိလည်ရပါဘူးဆရာဦးကိုနေပြောတဲ့အတိုင်းစံတော့ဦးစောမောင်ကလူကောင်းဖြစ်ပုံပေါ်တာပေါ့နော်ဒါဆိုတော့နောက်ဆုံးမှာဘိုချုပ်ထင်းမြင့်နိုင်ပြောထားတဲ့ past present and future အတွက်တူတူလေးပေါ့နော်ကဲနားထောင်ကြည့်ရအောင်အခုမှသဘောကဗျာမှကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုဘိုချုပ်ထင်းမြင့်နိုင် ပြောထားတဲ့စကားက UNG နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော် လူအများက NUG ကိုဝေဖန်ကြတယ်အဒီဝေဖန်တဲ့အနေနဲ့ဘုချုပ်ထွန်းမြတ်နိုင်ကလည်းအဲ့ဒါဘာဖြစ်လို့ဖြစ်ရတယ်လဲဆိုတဲ့အကြောင်းအထောက်အထားသူပြတ်တခဲ့တာဖြစ်ပါတယ် Q NUG ဝလဲရေရှိမှာအပြစ်တင်လာကြတယ်ကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြည့်ပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ် ဟို NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျ။သူစည်းလုံးဖို့ကြိုးစားတယ်။သူရဲ့စည်းလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျ။ကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်။ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစည်းရုံးကြပြီ။တိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်။ ပါတော့ဒီမှာခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်ကမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက်ကြီးပြီးကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုး တန်တရားတွေဒီဟာတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစည်တနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူးဂတိတက်အဲဟုတ်ပြီဒီလောက်နဲ့ဆုံးသတ်လိုက်မယ်အားလုံးကျေးဇူးတင်တယ် sẽ chẳng đọc nạc cái <laughs> cả hẹn bố chúc chú miên là nhé vần chim nì khá lại hốt tiền các vần phiền tăng tao lại bố chúc quý miên bố chúc chú miên là nhé vần chim nì cho dây đã bói xí tì xịa chân anh yu chi dòng hề anh dụng lâu nào, anh hùa anh dụng đủ lâu nà ở ruộng hề càn dòng ai tàl bạ tì chú chim đủ nào cho dây đã xí tì xịa chân luôn chim nì cũng xong sri in

chu cha chu nihin en yu chi ni shuina van tu nak zong la hen hi thil chung la hen chu lhan ban tu in thil he hun khatte cha buya rol van 80 dinga chun a chan ban phak tak tik a chun som lo kan se sol lai ti mi ro na tan te ya dok te kha ta in shui tu na khro na chu a um ti mi kha avan lak tar mi ka se chi chi chu zai ro da um ti si chu chu lan i tuam bi rap ti mi ni khan chu ro na chu a mi se ti mi kha ka mi ka kan din thil dik thil kan kol pakat nga kan kan ka mi tu tan video to mi to chan mi กลุงอุโซกองจงเสียกันบันทิต้นมีจตุนเบียกันเทมีจมิชลาวะกันรัวเอบูชาองซานทาติกามิชลาวดียฟอยดักเต็มคันกันรัวจุดจนกูนี่คันตามายคันอังกันเส้นต้นมีคันเสจุดจ้าจนให้กาเห็นเอเสียพิวลินนี่ด็อกิเมนต์อวันชิมมีเดกาดิกมาดิกลงตีจูกันทาเวลอสถานเต็นอวันชิมมีจูจิดาซิตี้เสียจน มารังโพดงดิ่งกันอวันตีดมรังโพดันไท่ติดกาคันแอฟริกาเรัมท้องอันทากรักกิรติกาไทยเรามีมีบุปผาดนี่ไม่ทะเลอันกายอมิตงไอ้คองติกาเซจุติกาฮีเทลเฮบูชอองซันนี่อาคารมีนกุยินที่ทุบปนอาคารมีสกุลไลที่ยารู้นะอันนี้รู้อาคารบูชอองซันกาลกเจนดิ่งกันท่าดิ่งกันตัวเรีอนนักเซอีฮีอัตตุนฮาโพลอันฮิสตอรีโพลประคัดผาะคัด ᱛᱮᱭᱟ ᱛᱷᱟᱯ ᱛᱩ ᱛᱟᱯᱚ ᱡᱚᱱᱦᱮ ᱟᱱ ᱦᱤᱥᱴᱚᱨᱤᱠ ᱠᱚᱢᱮ ᱤᱢᱤᱡᱤᱴᱤ ᱚᱯ ᱠᱟᱠᱟ ᱪᱷᱤᱢᱟ ᱠᱟᱱᱡᱟ ᱥᱟᱣᱞᱟᱭ ᱪᱟ ᱤᱯᱷ ᱭᱩ ᱦᱮᱵ ᱟ ᱥᱠᱚᱥ ᱮᱞᱚ ᱛᱮᱭᱟ ᱛᱷᱟᱯ ᱛᱩ ᱛᱟᱯᱚ ᱡᱚᱱᱦᱮ ᱟᱱ ᱦᱤᱥᱴᱚᱨᱤᱠ ᱠᱚᱢᱮ ᱤᱢᱤᱡᱤᱴᱤ ᱚᱯ ᱠᱟᱠᱟ ᱪᱷᱤᱢᱟ ᱠᱟᱱᱡᱟ ᱥᱟᱣᱞᱟᱭ ᱪᱟ ᱤᱯᱷ ᱭᱩ ᱦᱮᱵ ᱟ ᱥᱠᱚᱥ ᱮᱞᱚ ᱛᱮᱭᱟ ᱛᱷᱟᱯ ᱛᱩ ᱛᱟᱯᱚ ᱡᱚᱱᱦᱮ ᱟᱱ ᱦᱤᱥᱴᱚᱨᱤᱠ ᱠᱚᱢᱮ ᱤᱢᱤᱡᱤᱴᱤ ᱚᱯ ᱠᱟᱠᱟ ᱪᱷᱤᱢᱟ ᱠᱟᱱᱡᱟ ᱥᱟᱣᱞᱟᱭ ᱪᱟ ᱤᱯᱷ ᱭᱩ ᱦᱮᱵ ᱟ ᱥᱠᱚᱥ ᱮᱞᱚ ᱛᱮᱭᱟ ᱛᱷᱟᱯ ᱛᱩ ᱛᱟᱯᱚ ᱡᱚᱱᱦᱮ ᱟᱱ ᱦᱤᱥᱴᱚᱨᱤᱠ ᱠᱚᱢᱮ ᱤᱢᱤᱡᱤᱴᱤ ᱚᱯ ᱠᱟᱠᱟ ᱪᱷᱤᱢᱟ ᱠᱟᱱᱡᱟ ᱥᱟᱣᱞᱟᱭ ᱪᱟ kan kantong lai lo ti o a tha lo mi phul le ram cha rin a tuan ko ko mi kha adong nak tiang a chun adong nak tiang e thi tha a rut lo mi ni chun kha ban tu in khan tha na kha chang thau ton chu cha chung kan ni chin mi phun chung zong a hi thil hi koram pum pi chung sa lo an kan ma chung ti zo pai le a chan lo na kha shwe du a tuan mi na ni lu thiang te in do thlan na kan tu mi chung a 100% in khan lo thlan da kan tu tiang ช่วยดึงค่ะอาบปีตุครึ่งรันที่มีเด็กบันชิมวันดูมีเสียจะขอจนอยากให้กองสงัพเห็นลงป้าเตวันเต็มกระดูมีเจออยากให้เล่ามวยป่วยดินตัดชุดมีเสียมากค่ะก่อนนี่ผู้อันตกมีหาเสียอยากให้คิงนำอันหลักข้อจังอันหลักข้อเด็กกะไปอยากให้ปวดจะอันสิยงเขาดินหาแล้วจุดเด็กอากอลมีปีหานี้ที่อยากให้มีปวดจะ ฮิตที่เห็นรูดน่าเสตีอินอันทุกบริงวอสอันตัวน่าเอมาพุ่งอันทุกมินาจะใครนัผู้เสียจนจะใครเหละมวยปุ่ยนัผู้เสียจนจะใครแทบมาสติมีพุ่งข้าอันทุกมีข้าเสียอันนี้ตรงเจออันไม่อันเชิมก็อาศนาเดินขับันตุกอินขันวันชิมดูมีจะาไงไงยีข้าเพียนอินที่บันทุกพุ่งทุกพรวับอินเห็นตัวมีเตี้ยสงขาอุ่นจุจ้าจนมาบันทุกส่งเคสขัดตาสขัดเอ็น กอลนี่ตมายอันเดียวมีพุ่งทุกมีเหรอ zoom through l o เสร็จที่นี่สงขากับคนนี้วันชิมเพียงไก่มาพู่งนิ่งวันชิมดูมีเสียฮีกงซงเหรอการมาชิมมีอุปาประคับนี่อยากให้กอลนี่ทีมพุ่งทุกมีตาเหรอที่นั่นเสรทุ through l o ก็ให้บันทึกเหรอในไงฮีเทพียงเราเสีที่มีสงขาอุปาประคับนี่อากาศชิมแบบมีเอุ้มยี่จุกงให้เป็นปารินตุตนาเห็นกาัหลังตังดูชิมีเสีย ngai tu nên đi lọt xuống ở lòng thành kêu cái này tổng thành thiên